အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လီတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့အဆုံပုံအောင်တောင်းပေးရပါတယ်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒီနေ့ညမှာတော့ဒါကျွန်တော်တို့အဓိကဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုရှိတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့လာမင်းဒါကျွန်တော်တို့အာ Europa League ဖလားကသူတို့အတွက်ကအင်မတန်မှအရေးကြီးတယ်။ ။ဘာဘာလို့ဒါမန်ချက်စတာယူနိုက်တက်တင်တဲ့ဒါယူရိုပါလီဂပလာကတလောက်အရေးကြီးလဲဆိုတဲ့အကြောင်းကိုခင်ဗျားတို့ကနည်းနည်းလေးရှင်းပြကြတယ်။အဲ့ဒါကဘာကိုပြောချင်တာလဲလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်တင်တဲ့လာမယ့်ဒါယူရိုပါလီဂပလာရပြီးတော့ချန်ပီယံလိဝင်ခွင့်ကလက်ရှိ United အသင်းရဲ့ဒါအနာဂတ်အတွက်ထင်တာထက်ပိုပြီးတော့အများကြီးရေးပါတယ်။လက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော်တို့ transfer ကြွေးမိတဲ့ဂျီဘယ်ကိုပေါင်သန်း200ကျော်ရှိသေးတယ်။ ဒါကြောင့်မို့ကြကျွန်တော်လာမယ့်ညဒီမှာဒါကျွန်တော်မက်သျူးစ်ခေါ်နာတို့ဘာတို့ကိုခေါ်မယ်ဆိုရင်လဲကျော်ကောလာဟာလာရဲ့ခေါ်နာကိုခေါ်မယ်ဆိုရင်လည်းချစ်စယူနိုက်တက်က installment နဲ့ခေါ်မှာဖြစ်တဲ့ကြောင့်မို့ကြကျွန်တော်အပြောင်းရွှေ့ကြွေးမီပို့ပြီးတက်သွားဖို့ရှိတယ် လာမယ့်နေ့ကဒီမှာ Manchester United နဲ့ Matthew Cornau ကိုခေါ်ဖို့တော့တေချာနေပြီဖြစ်ပြီးတော့ Cornau ကိုတော့လက်ရှိမှာ United အသင်းနေတယ်လက်ရှိအသင်းရဲ့ရှင်ရင်းဆွဲဘတ်ဂျက်တွေကခေါ်ယူမှာဖြစ်တယ် United အသင်းနဲ့ဒါကျွန်တော်တို့ Europa League ရသည်ဖြစ်စေမရသည်ဖြစ်စေ Matthew Cornau ကိုတော့ခေါ်ယူနိုင်မယ်လို့ဒါကျွန်တော်တို့ David Austin ကလည်းရေးသားထားတာကိတော့တွေ့ရမယ်ဒါပြကျွန်တော် Manchester United အသင်းနဲ့ Champion League ဝင်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 ကစားသမားနဲ့ United အသင်းကိုပြောင်းရွှေ့ဖို့တဲ့ဒါကျွန်တော် ready ဖြစ်နေပြီအဲ့တော့ ဒါတွေကသတင်းကောင်းမှာဒါနောက်ကနေစတက်လာမဲ့ဇလန်းကပူပြီးစိတ်ဝင်စားဖို့ကောင်းတယ်ယူနိုက်တက်အသင်းကခုလက်ရှိမှာမက်သျူးစ်ခေါ်နာကိုယူရိုပါလိရခဲ့မယ်ဆိုရင်သူတို့အနေနဲ့ဒီ အကစားသမားရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့ကအကျွေးမီပုံစံမျိုးဖြစ်ဖြစ်နဲ့ Europa League winning price money အပြင်ကိုဒါလက်ရှိမှာ Champion League ဒါမကြခင်မှာရလာမယ်ဒါကျွန်တော်ရုပ်တန့်နှွင့်ဝင်ဝင်ငွေတွေကနေပြီးကစားသမားခေါ်ယူမှုအတွက်ဒါအတန်းရဲ့ budget တွေရဒါပေမဲ့လက်ရှိမှာဒါ United အသင်းရဲ့လက်ရှိ sponsor တွေကလည်း Manchester United အသင်းနဲ့လာမယ့်လူရာဒီမှာဒါကျွန်တော်တို့လာမယ့်ရာဒီမှာ Champion League ဝင်ခဲ့မယ်ဆိုရင်တော့ sponsor ကြီးတွေအများကြီးတိုးပေးသွားဖို့ရှိပြီးတော့သူတို့အနေနဲ့ဒါ United အသင်းနဲ့ငွေကြီးရတော်တော်လေးကိုချက်ချောက်လဲလဲရှိသွားနိုင်တဲ့ဘက်မှာရှိပါအဲ့တော့လက်ရှိမှာ United အသင်းနဲ့ဒါ realistically ရပတ်စံဘလောက်တုံးလို့ရလဲဆိုရင်မေကွန်ကျွန်တော်မေးလို့ရမယ်။ Europa League ဝင်ခဲ့မယ်ဆိုရင်တော့ Manchester United တင်တဲ့လာမယ့်နွေရာသီမှာပေါင်တန်း100နဲ့150နီးနီးတုံးလို့ရမယ်။ဒါပေမဲ့ Europa League က Manchester United တင်နေနဲ့မဝင်ခဲ့ဘူးဆိုရင်တော့လာမယ့်နွေရာသီမှာပေါင်တန်း90ပတ်ချာလဲဝင်ကျင်တဲ့ ခေါ်လို့ရမယ်ဆိုတဲ့သတင်းတွေသာထွက်လာခဲ့တယ်အဲ့တော့ဒီနေရာမှာတချို့ကြကျွန်တော်တို့မေးတယ်ဟာကိုတီးရလဲဘယ်လိုဖြစ်နိုင်ပါမလဲမဟုတ်တော့မက်သျူရဲ့ခေါ်တာရဲ့စာချုပ်ဖြတ်သိမ်းကြီးတောင်မှပေါင်62.5တန်းရှိတာဘယ်လိုဖြစ်လို့ဒါကျွန်တော်ပေါင်50အဲ့တော့လက်ရှိမှာဒါလေးကိုနည်းနည်းလေးရှင်းပြခြင်းနဲ့ Manchester United တင်တယ်ခုလက်ရှိမက်သျူရဲ့ခေါ်တာရဲ့အပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် Wolf အသင်းကို3နှစ်အရေးကြတဲ့ကစားသမားကိုပေးဖို့အတွက်ဒါတရားဝင်ခွင့်တောင်းဖို့ရှိတယ်ကျွန်တော် Manchester United တင်တဲ့ Zigzie ရဲ့အပြောင်းရွှေ့မှာလိုလုခဲ့လို့လက်ရှိမှာ Bayern Munich ရဲ့ကစားသမား2ယောက်ကို Matthew Delit နဲ့ဒါ Marzawi ကိုခေါ်ယူတဲ့အပြောင်းရွှေ့မှာလည်းဒီလိုပဲလုခဲ့တာဖြစ်တယ်အဲ့တော့ပြောချင်တာ Manchester United င်တယ်ခုနောက်ပိုင်းဈေးကြီးတဲ့ကစားသမားတွေကိုခေါ်ယူတဲ့အချိန်မှာအသင်းကနေတလုံးတစ်ခက်ကစားသမားတွေကိုပဈေးပေးသွားခဲ့တဲ့စတက်ဆိုင်၃နှစ်ဒါမှမဟုတ်၄နှစ်အကြီးကျခွဲပေးတယ်တောင်းပေးမဲ့ပုံစံပေးတယ်ကျန်တဲ့ဥစ္စာကိုဒါကျွန်တော်နောက်၂နှစ်လောက်ခွဲပေးတဲ့သဘောမှရှိဥမာလက်ရှိမှာ Matthews Corner ပဲဒါ Manchester United နဲ့ Matthews Corner ကိုလက်ရှိမှာ Hoof Thing စီကနေဝယ်မယ်ဆိုရင်တော့63.5တန်စာချုပ်ဖြတ်သိမ်းခြင်းပေးတာတဲ့ဆိုင်65တန်ပေးမယ်ကျွန်တော်ခုနပြောဆိုစာချုပ်ဖြတ်သိမ်းခြင်းနဲ့2.5တန်ပူပေးမယ်မင်းတို့ အဲဒါကြောင့်မို့ငါ့ကိုဟေးကြရလို့ပဲအဲ့တော့ပြောချင်တာဒီ65သန်းပဲဖြစ်သွားတဲ့အခါ65သန်းမှာ Manchester United ကပထမဆုံး down payment ပေါင်ပန်း30ပေးပြီးတော့ကျန်တဲ့35တန်းကိုနှစ်ရက်ခွဲပေးတယ်ဆိုတဲ့ပုံစံပဲအဲ့တော့ခုနကပြောတဲ့တန်း90 300ရအောင်မို့ဒီတန်း90ကိုဆိုရင်ခုနက တောင်းပေးမဲ့အတန်း30ပဲပေးရမှာဖြစ်တော့ကျွန်တော်တန်း30ထပ်ပြီးသုံးလို့ရမှာဖြစ်တယ်။အဲ့တော့ဒီလိုပုံစံမျိုးကများလို့ကျွန်တော်ပြောချင်တာဖြစ်တယ်။အဲ့တော့လက်ရှိမှာ Manchester United တင်းနေလာမဲ့ Nuya ဒီမှာ Europa League မရခဲ့ဘူးဆိုရင်တော့မပေါင်တန်း50သုံးလို့ရတယ်။ဒါပေမဲ့အဲ့ဒီပေါင်တန်း50ကလည်း Matthews Corner တယောက်တည်းကိုခေါ်ယူတာနေတယ်။ဒါပတ်စံကအများကြီးကြံ့တော့မယ်နေထားမှာမရှိတော့ဘူးလို့ကျွန်တော်အနေနဲ့ဆိုလို့ရမယ်တဲ့မှာပါ။အဲ့တော့လက်ရှိမှာလာမဲ့ Nuya ဒီမှာ Manchester United တင်းနေတာ Europa League ရခဲ့မယ်ဆိုရင်တော့ Kola Hala တွေအရာ လက်ရှိမှာဓမာစီယိုရဲ့ပြောပုံအရဆိုရင်တော့ဒါ Sporting ရဲ့တိုက်စင်မှု Victor Kyogres ကိုတော့မှထပ်ပြီးတော့ခေါ်သွားနိုင်တယ်ဆိုတဲ့အရေးရှားမှရှိတယ်။ဒါပေမဲ့အဲ့ဒါက United အနေနဲ့ Europa League ရမှဖြစ်နိုင်တယ်လို့မှာပါ။အဲ့တော့ United အသင်းနဲ့လာမယ့် New Year ဒီမှာ Europa League ကငွေရေးကြီး standpoint ရအရန်ကြီးအရေးကြီးတယ်။လက်ရှိမှာဒါကျွန်တော်အင်ဂျီ Jersey ရဲ့ sponsor DA တွေလက်ရှိမှာကျွန်တော်လက်ရှိချုပ်ထားတဲ့ဒါကျွန်တော် Snapdragon နဲ့ဒါကျွန်တော် DA တွေအကုန်လုံးက United အသင်းအနေနဲ့အခုလက်ရှိမှာပြောမယ်ဆိုလက်ရှိမှာ United အသင်းကဒါ ဟိုတိုင်းဆက်မယ်နိုင်ခံမယ်ဆိုတဲ့ဥစားကြီးလုံးဝပုံစံမျိုးသွားသွားတယ်အဲ့တော့ယူရိုပါလိမရဘူးဆိုရင်လက်ရှိ Manchester United ရနေတဲ့စပွန်ဆာ Jade အများကြီး short ပြီးခံရမယ် ရခဲ့မယ်ဆိုတော့ United အသင်းနဲ့ Europa League ရခဲ့မယ်ဆိုရင်တော့ Manchester United အသင်းနေဒါလက်ရှိမှာ sponsor ကြီးအနေနဲ့ပို့ပြီးတော့သူပို့ဆိုးပို့ပြီးတော့ mic ပို့ဆိုးတော့ပို့ပြီးတော့ mic သွားမှာကတော့ Europa League Champion ဖြစ်တဲ့အတွက်ကြောင့်မို့ United အနေနဲ့ Super Cup ပါရှင်ပြန်မှာဖြစ်တဲ့အတွက်ကြောင့်မို့လားလာမယ့်ရာသီမှာပတ်စံဒီအများကြီးအများကြီးတိုးသွားနိုင်တဲ့နေရာမှာရှိတယ်အဲ့တော့ Manchester United အသင်းအတွက်ကအခုလက်ရှိအခြေအနေဒီအရဆိုရင်တော့ Europa League ကအင်မတန်မှရေးကြီးတယ်အရူဘဲအာမိုရီရဲ့ အသင်းကိုလာမဲ့နေရာဒီမှာ revamp ပေါ့နော်လုံးဝအကြီးကျယ်ပြုပြင်ပြောင်းလဲမယ်ဆိုရူဘန်အာမိုရင်းပေါ်မှာပဲအများကြီးမူတည်သွားပြီရူဘန်အာမိုရင်းနဲ့ဒီ squad နဲ့တူဒီလက်ရှိဒါကျွန်တော်လူစင်းနဲ့တူဒါ Europa League မှာဘလောက်ထိလုပ်ပြနိုင်မလဲပေါ့မူတည်ပြီးတော့ရူဘန်အာမိုရင်းနဲ့ပတ်ဆိုင်ရဖို့ရှိနေအခုလက်ရှိမှာအမှန်တမ်းပြောမယ်ဆိုရင် Europa League ကရမယ်စုချင်းငွေကအရင်ကြီးမများဘူးနည်းတယ်ဒါပေမဲ့ဒီနောက်ကရလာမယ် Champion League ရဲ့ရုပ်တံလွင်ခွင့်ကအင်မတန်မှမိုက်လာပါအဲ့တော့လက်ရှိမှာဒီနှစ်မှာဆိုဒါ example ပြောရမယ်ဆိုရင် အာစနယ်လို့ဆိုရင်ပေါင်သန်း188တန်းရပြီဖြစ်တယ်စီးဖိုင်နေတက်သွားအဲ့တော့အခုလက်ရှိဒါကျွန်တော် format အစ်စ်ကြောင့်မလို့ဒါကျွန်တော်အသေးနေအနေနဲ့ဒါကျွန်တော်တို့ ပတ်စံတွေအများကြီးပူရတယ်စပွန်ဆာတွေလည်းအများကြီးအများကြီးပူရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အသင်းတွေနဲ့ပတ်စံတွေအများကြီးရတယ် United အသင်းတွေနဲ့လာမယ့်နွေရာသီမှာသာ Champion League ရဲ့ format အသစ်ထဲကိုဝင်သွားခဲ့မယ်ဆိုရင်တော့အခုလက်ရှိရနေတဲ့ဝင်ငွေတက်ဆိုင်ပေါင်တန်း150နဲ့200လောက်တိုးသွားဖို့ရှိတယ်အမြတ်မဟုတ်ဘူးနော်ဝင်ငွေ150နဲ့200လောက်တိုးသွားဖို့ရှိတယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းတွေအခုချိန်မှာဒါက immediate မှမြင့်မားလို့နဲ့ number 1 priority ဖြစ်တယ်ဒါကြောင့်မို့လို့လက်ရှိမှာဒါ Premier League မှာဘလောက်အဆင်မရရ Manchester United အသင်းနဲ့ view site လို့မရတော့ဘဲနဲ့ Europa League က Manchester Manchester United အသင်းတို့နံပါတ်1ပြမဖြစ်လာခဲ့တယ်။ United အသင်းနဲ့လာမယ့်ညရာတီရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့ဈေးကွက်ပေါ်ဝင်မယ်မဝင်မယ်ဝင်ဝင်ဘူးကတော့ဒါလက်ရှိ United အသင်းနဲ့ Europa League ဝင်မယ် Europa League အဲဖလားရမရအများကြီးမူတည်တယ်။နောက်ဆုံးရှင်းရှင်းပြောမယ်ဗျာပုံမှန်လေးပြောမယ် United အနေနဲ့ Europa League မှာ finalist ဖြစ်ပြီး CB ပေါ့ဒါကျွန်တော်ဒုတိယနေရာသာရခဲ့မယ်ဆိုရင်ဒါကလုံးဝကျုံးမွန်း United အသင်းနဲ့ဒီဒီ Europa League မှာ champion ဖြစ်ကိုဖြစ်ရမှာဖြစ်မယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးကျွန်တော်ပြောရမယ်တဲ့။အဲ့တော့လက်ရှိမှာ United အတင်းအတွက် Europa League က do or die situation ဖြစ်တယ်။ပေါ်တူတေးမဟုတ်ဘူး။အဲ့တော့လာမယ့် Bilbao နဲ့ပွဲစဉ်မှာ Amore နေနဲ့သူ့ရဲ့အနာဂတ်ကစားသမားအသစ်ကောင်းကောင်းတွေကိုလိုချင်နေဆိုရင် Europa League ဖလားကသူ့အတွက် outlet တစ်ခုဖြစ်မယ်။ ြည့်ချင်းချင်းလေးပြောပြီးသားအင်နီယောဆူအုပ်စုအနေနဲ့အခုလက်ရှိမှာကစားသမားမယောင်းမင်းနဲ့အသတင်းငွေကိုတုံးလို့ရမှာကလက်ရှိမှာဒီနည်းတစ်နည်းပဲရှိတယ်။ United အသင်းနဲ့အခုလက်ရှိမှာအသင်းတွေကိုငွေလဲဆွတ်ဆတ်ထည့်လို့မရတဲ့အကြောင်းမို့ပြီးတော့နောက်တစ်ခုအနေနဲ့ United ကိုဒါ Premier League အဖွဲ့ချုပ်တွေနဲ့ PSR တို့ FFP တို့နဲ့တောက်လျှောက်စောင့်ကြည့်နေတဲ့အတွက်ကြောင့်မလို့ငွေများများတုံးချင်ရင်ငွေများများဝင်အောင်လုပ်လို့ရမယ်တဲ့မှာပါ။အဲ့တော့ခုနက Europa League ကိုဒါ Manchester United ဆုတ်ရှုတ်သွားခဲ့မယ်ဆိုရင်ငွေနည်းနည်းပဲတုံးလိုက်ရပါဘူး။ဆိုတော့သူတို့ရဲ့လက်ရှိ sponsor JD တော်အခုလက်ရှိမှာနောက်ဆုတ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ United အတွက်ကလက်ရှိ ီမှာ Europa League ကလုံးဝ break or die ဖြစ်သွားပြီ။အဲ့တော့ United တက်ကလာမဲ့နေရာဒီမှာ Europa League ကအင်တန်မှအရေးကြီးမဲ့ဒါကျွန်တော် Super League တစ်ခုဖြစ်နေတယ်။ United အသင်းကဒီ Super League ကိုစွတ်ခူးဖို့အတွက်သူများအသင်းတွေထပ်ဆိုင်ပို့လို့တယ်။အဓိကပြောမယ်လက်ရှိမှာကကျွန်တော် England ပြိုင်မဲ့နောက်တစ်ခုဖြစ်တယ် Tottenham Hotspur အသင်းတောင်ပို့ပြီးတော့လူနေတယ်မှာပါတယ်။လက်ရှိမှာ United အသင်းကလာမယ့်နေရာဒီမှာဒါ Europa League ကိုမရခဲ့ဘူးဆိုတော့ကစားသမားအယောင်ကိုအဓိကအားကိုးရပြီးတော့ငွေရှားမှဖြစ်တယ်ဖြစ်တယ်အဲ့တော့ပြောချင်တာ Europa League ဒါလာမယ့်နေရာဒီမှာ United အသင်းကဘုလား Europa League ဒါဒီနှစ်မှာရခဲ့မယ်ဆို United တဲ့အသင်းနဲ့လာမဲ့ဒါနွေရာသီမှာကစားသမားအယောင်းတွေကိုစောင့်ကြရဘူးလို့ပဲငွေကိုတခါတည်းသုံးလို့ရသွားမယ်အခုလက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော် Europa League ကိုလွဲချော်ခဲ့မယ်ဆိုလာမဲ့နွေရာသီမှာကစားသမားအယောင်းကိုအရင်လှုပ်ပြီးမှ ကစားသမားအဝယ်ကိုလို့လည်းပြောချင်တာကခုနပြောသလိုသူတို့ကြိုက်တဲ့ကစားသမားကိုသူများတွေကအရင်ဥသွားနိုင်တဲ့သဘောမှရှိပါဆို United ကကစားသမားအရင်ရောင်းပြီးမှအရောင်းရတဲ့ပတ်စံနဲ့ပြန်ဝယ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ United အနေနဲ့သူတို့ရဲ့ target တွေကိုသူများဥသွားနိုင်တဲ့နေထားမှာရှိတယ်။ဒါက United ရဲ့လက်ရှိ problem ဖြစ်တယ်။အဲ့တော့ La Mint ဒါ New Year ဒီအပြောင်းရွှေ့အတွက်လက်ရှိ Europa League ရမရက United အတွက်အများကြီးအရာကြီးအရေးပါတယ်ဆိုတာကတော့ ဒီဟာလေးကိုကျွန်တော်ခင်ဗျားတို့ပြပြတာဖြစ်တယ်အဲ့တော့လက်ရှိမှာ United အသင်းနဲ့ဒါတုံးလို့ရတဲ့ဝင်ဝင်ကယူရိုပါလိမရခဲ့ဘူးဆိုတော့ပေါင်150ဖြစ်ပြီးယူရိုပါလိရခဲ့မယ်ဆိုတော့အသင်းတုံးွေကပေါင်150တိတက်သွားမှာဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားကွင်းပြပါအောင်ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလူစံအပေါင်းကိုညွှန်ပြရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန်ဒီတဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ ျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါရဲ့။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျ။များများ clip မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့တွေနောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့။ကောင်းမွန်သောညလေးဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့မှတွေ့ကြတာပေါ့။ဒီပါပါဗျ။